ားလုံးပဲမင်္ဂလာပါနော်ကျွန်တော် channel လေးကနေကြိုဆိုပါရစေကျွန်တော် channel လေးကိုလည်း like subscribe နေထားပေးကြပါဦးကျွန်တော်မနေ့ပြန်အတွက်နေ့တိုင်းပေါ့နော်တင်းလာဖွင့်နေ့အတွက်နေ့တိုင်းကိုကျွန်တော်တင်ပေးပါမယ်ပြီးတော့ဟူးမကျော်ပတ်တီတလုံးကိုကျွန်တော်တင်ပေးပါမယ်ပေါ့နော်ကျွန်တော်အရင်နေ့ရဲ့ဗီဒီယိုမှာအခွေရဲ့ကျွန်တော် break တလုံးရဲ့တင်ပေးပြီးသွားပြီတင်ပေးပြီးသွားပြီဖြစ်တဲ့အတွက်ကိုကျွန်တော်ဟူးမကျော်ပတ်တီနဲ့မနေ့ပြန်ကိုကျွန်တော်နေ့တိုင်းကိုပေါ့နော် အဓိက main ကိုတစ်ခွက်လောက်ပဲကစားမယ်ကျွန်တော်ကြည့်ထားတဲ့ size ရပေါ့နော်ဒါမိတ်ဆွေတို့အနေနဲ့ main တစ်ခွက်ကိုအရန် break အနေနဲ့ကစားရင်လည်းကစားပါဘောနော်သူကလောလောဆယ်ကဒီပြက်ပင်မရှိထားတဲ့အတွက်ပေါ့နော်ပြက်ပင်မရှိထားတဲ့အဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကကျွန်တော်တို့ကဒီကစားလို့ရတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီလာမဲ့ဘတ်တော့ပေါ့နော် ဒါမဲ့ပတ်နဲ့ဖြန့်နေစပြီးမှကျွန်တော်တို့ပတ်ဒီသလုံးကိုကျွန်တော်တစ်ချက်ကြည့်မယ်။ဒီကြာရင်းညနေ68ထွက်ထားတဲ့အပင်ရည်နဲ့ပဲကျွန်တော်ထပ်ကြည့်ပေးမယ်။ထပ်ကြည့်ပေးမယ်ဆိုတော့ဒီပတ်ဒီသလုံးကမပြောက်ဘူးပေါ့နော်။သူကဖုတ်ဖူးမကျော်ဖူးမကျော်ပတ်ဒီလို့ပြောပုံမှန်ပဲ။68ထွက်ပြီးရင်နောက်3ရက်ပေါ့နော်။3ရက်တွင်းဒီမှာဆိုရင်ကျွန်တော်တို့တစ်သလုံးကြာထားပေးတယ်။ကျွန်တော်ဆိုရင်ဒီမှာဆိုရင်တစ်သလုံးပေါ့နော်။ဒီမှာဆိုရင်တစ်က ကျင်းရများတယ်ကြတာအဲပြီးတော့ကျွန်တော်ဒီမှာဆိုလဲတစ်တုံညာကြတယ်ပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့တစ်နှစ်ကြတယ်ဒီမှာဆိုလဲကျွန်တော်တို့တစ်ငါးရတစ်ခွန်ရကြပြီတော့ပေါ့နော်သူကလောလောဆယ်ဖြစ်ပင် မရှိသေးဘူးဒီတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်ပေါ့နော်ပြည့်ပင်မရှိသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါတစ်ပတ်တီကိုကစားမယ် အကယ်၍ပေါ့နော်တစ်ပတ်တီးကကျွန်တော်တို့ထားပေါ့နော်ဒီတစ်တုံညာတစ်ရိတ်နဲ့လည်းကြခဲ့တယ်ဒီအခွေရေကနေကြခဲ့တယ်ဆိုတော့ဒါပို့လို့အဆင်ပြေရပေါ့နော်ဒါတော့ကျွန်တော်တို့ဒါ၃ရက်အတွင်းကိုဒါပြီးွားနိုင်တယ်ကျွန်တော်တို့ဒီ break တွေအခွေတွေပေါ့နော်၃ညာတစ်ကြခဲ့ရင်ဒါပေမဲ့များတော့အဖြစ်လဲသူကဒီမှာတစ်တုံညာဒါတော့တစ်တုံညာတော့ဒါကတော့နည်းနည်းနောက်ကျသွားပါပေါ့နော်ဒါပေမဲ့သူကတစ်တလုံးကမပြောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပုတ်တဖူးမကြော်ဘူးပေါ့နော် အဲဆိုတော့ကျွန်တော်တို့ဖုတ်တဖုတ်မကျော်ကိုတက်တလုံးကိုကျွန်တော်တို့ကစားမယ်ပေါ့နော်အဲဆိုတော့ဖုတ်မကျော်ပတ်တီပေါ့နော်ကျွန်တော်ပတ်တီလို့ရေးလိုက်မယ်ဖုတ်မကျော်ပတ်တီကကျွန်တော်တို့တစ်ပိုင်းရှိမယ် ပြီးတော့ဒါဒီကျွန်တော်သူတွေမိတ်ဆွေတွေကျွန်တော်တခုပြချင်တာကဗောနော်တခု site ကိုပြောပြတာအဲမဲ့ tip rate ကဒီတပတ်တအောင်လုံးအတွက်ကိုကျွန်တော်တို့ဒီ68ထွက်ထားတဲ့ site တွေက tip rate ကမပြောက်ဘူးအားကောင်းတယ်ဗောနော်ဒါကတော့အားကောင်းတာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဒီ tip rate ကကျွန်တော်တို့ဘယ် site နဲ့ပြန်သွားလဲဆိုရင်ဒီတနင်္လာညနေ၄-၅ထွက်တဲ့ site နဲ့လေ tip rate က ကျွန်လာမဲ့ပါပေါ့နော်မနေ့ပြန်နေစပြီးမှဒီမှာဆိုညနေဘက်ကို7:00ညဒီမှာ6:00ထွက်ပြီးဒီမှာဆိုကိုနှစ်တက်ကတနင်္လာနေ့စပြီးမှအားကောင်းတယ်ပြောမယ်ဆိုရင်တနင်္လာနေ့မှမကြိုက်ရင်တော့ဒါနည်းနည်းလေးကြိုက်ရင်လည်းကြာသွားနိုင်တယ်ပေါ့နော်ဒါ6:00ထွက်ပြီးစရာဆိုရင်7:00ည6:00ထွက်ပြီးစရာ60နှစ်တက် rate ကဒါသူဆင်းပေးနိုင်တယ်ပေါ့နော် အဲ့ဆိုတော့ tip rate ကိုဒါကျွန်တော်ကတော့ဒီတပတ်တာလုံးပေါ့နော်ကစားစီခြင်းနဲ့ဒါပေမဲ့ဒီ tip rate ကိုတော့ကျွန်တော်နေလိုက်ထဲမှာမပေးတော့ဘူးကျွန်တော်နေလိုက်ထိုးကကတော့ကျွန်တော်နေလိုက်ထိုးကတီးတတ်မယ်တွားမယ်ပေါ့နော်ဒီတပတ်ကတော့ကျွန်တော်နေလိုက်နဲ့အပီဆော့မယ်ပေါ့နော်အရင်ဘက်ကတော့နေလိုက်ကလုံးလုံးအဆင်မပြေပါဘူးအဲ့ဆိုတော့ဒီတပတ်ကနေလိုက်နဲ့အခွေတွေရော break တွေရောကျွန်တော်တို့ဆော့မယ်ပေါ့နော်အရင်ဘက်ကတော့ break ကတပတ်လုံးမှာ ပြောမယ်ဆိုရင် तू ကတော့သူတို့ကတော့6လုံးယူတယ်ကိုရေက4လုံးမရဘောနော် break 4လုံးဒါ4လုံးဆိုတာဒါရခိုင်တော့ဒါအနေဝါးကြီးဘောနော် break ကအဲ့ပြီးတော့ကျွန်တော်တို့ဟုတ်ပြီပြီးတော့ဒီကျွန်တော်တို့ဒါခုနကကြည်တာတော့တင်းင်းလာနေညံ့နေ၄၅ထွက်တဲ့ဆိုင်နဲ့အခုတောက်ကြနေညံ့နေကျွန်တော်၄၅ထွက်တဲ့ဆိုင်နဲ့ထပ်ပြီးကြည့်မယ် ထပ်ပြီးကြည့်မယ်ဆိုတော့ဒါကတော့မိတ်ဆွေတို့ပြောမယ်ဆိုတော့မွေးကနန်းပုံစံလည်းဟုတ်တယ် break ပုံစံလည်းဟုတ်တယ်ဒါမိတ်ဆွေတို့ကြိုက်ရင်ကိုအဓိကပေါ့နော် ကိုနည်းနည်းလေးအုံအောင်လေးတုံးပြီးမှကစားလို့ရတယ်ပေါ့နော် ကစားလို့ရတယ်ဆိုတော့ပြောပြချင်တာကဒါကတော့အဓိကပြောပြချင်တာဘယ်လိုလဲဆိုတော့ခါကြတော့ तू ကြနေတဲ့ site ကိုပဲကျွန်တော်အရင်တစ်ချက်ပြောပြမယ်နော်ဒီမှာ၄၅ထွက်တယ် လေးငါထွက်ပြီးတော့သူ့ရဲ့တောက်ကြမနဲ့ကနံပဲဗောနော်လေးငါတော့ညနေတောက်ကြညနေပါကြသူ့မတန်နစ်ခွန်ကကျွန်တော်တို့ကနောက်တစ်ပတ်မှာ80နေကြလေးငါရဲ့အရှေ့က9တက်ကဒီမှာတက်ငါလို့ကြတယ်အဲဆိုဒီတစ်ပတ်မှာက60က60လို့ကြကြနိုင်တယ်ဒီပထမတစ်ပတ်မှာကတော့သူကအဖွင့်နေရတော့ပိတ်တဲ့နေဖြစ်တယ်ဗောနော်ဒုတိယတစ်ပတ်မှာကတော့ကျွန်တော်တို့ဖွင့်ဖွင့်ညင်းနေကိုဆင်းပေးတယ်သူကအပင်ရင်အများကြီးမရှိဘူးလေးငါထွက်တဲ့ဟာလောလောဆယ် ကလန်နာပေါ့နော်9နှစ်6နှစ်စာမှာ तू ကဒီနှစ်ကြိမ်ပဲရှိတယ်နှစ်ကြိမ်ပဲရှိရတောက်လျှောက်မှာက तू ကဒီနှစ်ခုခုနှစ်ကစောစင်းတယ်ဒီမှာ9တက်တက်9ကစောစင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ59ရဲ့60ကကျွန်တော်တို့တနင်္လာနေ့ညနေပေါ့နော်သူကညနေကိုအဓိကအားကောင်းတယ်ဒါပေမဲ့မနက်ပိုင်းကိုလည်းကစားခြင်းဒါကစားထားလို့ရတယ်ကိုပါပါလေးလိုက်ပြီးမှာပေါ့နော်သူကဆိုက်ကတော့ဒါညနေဘက်ကိုပေးတဲ့ဆိုက်သူအများဆုံးက ဒီမနက်ကနားညနေပြန်ဆင်းတယ်မနက်ကနားကညနေပြန်ဆင်းတဲ့ဆိုင်နဲ့တွားထားတာဖြစ်တဲ့အတွက်ညနေဘက်ကိုနည်းနည်းအားတာအဲဆိုတော့ကျွန်တော်တို့ကဒီလောလောဆယ်အပင်ရေမများတဲ့အတွက်ကျွန်တော်တို့ကဒီ60ကို36ဆိုပြီးမှဒီလိုပဲတစ်ခွက်ထဲကစားမလားဒါမှမဟုတ်ရင်6ပြည့်ကစားမလားကျွန်တော်ဒီလိုလေးရှိတယ်ဗောနော်အဲ့လိုဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကဒီ6တုံညာနဲ့ 6တုံညကို main တင်ကစားပြီး6 break ကို အရန်လောက်ပဲကစားမလားဒါအဖွင့်နဲ့မှာဗောနော်အဖွင့်နဲ့မှာမကြခဲ့ဘူးဆိုရင်တော့ဒါကျွန်တော်တခါလေးကြိုပြောထားတာဒီ60ရာကျန်တဲ့3ရက်အတွင်းမှာ3ရက်အတွင်းမှာကျနိုင်တယ်သူပေးတဲ့ site ကလည်းဒီမှာ3ရက်အတွင်းဗောနော်ဒါဖွင့်ဖွင့်ညင်းနေရနေစပြီးလိုက်မယ်ဆိုရင်တရရနေ့ရ3ရက်အတွင်းမှာ80နေကြတာဒီမှာဆိုရင်3ရက်အတွင်းဗောနော်အဲ့ဆိုတော့လေဒီမှာလေကျွန်တော်တို့၃ရက်အတွင်းကကြာနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က အဓိကဒီ3ရက်အတွင်းမှာကြာနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ60ထုပ်ခွက်ကို3ရက်လောက်တော့ကစားမယ်ပေါ့နော်ဘောတဖူးနေ့ထိကစားမယ်ဒါတနင်္လာနေ့မှာမထွက်ခင်ပြောတာနော် site ကတော့အတူတူရှေ့တပင်နဲ့ပေးထားတဲ့အပင်ကြီးကတနင်္လာနေ့ site ညနေပိုင်း site ဒါမဲ့မနက်ပိုင်းကနေကျွန်တော်စလိုက်လို့ရစကစားလို့ရပါဘောနော်ပြီးတော့ဒါကျွန်တော်ရိုးရှင်းလေးတွေးမယ်ဆိုရင်45ထွက်တယ်နော်45တနင်္လာတောက်ချန်ညနေမှာ45ထွက်တယ် သူအဖွင့်နေမှာဗာကြလဲဆိုတော့ကျွန်တော်တို့ကိုတုံးဆိုတဲ့နက်ဘရိတ်ကြတယ်လင်းကားထွက်ပြီးတာဒုတိယတစ်ပတ်မှာအဖွင့်နေမှာ၃ညနှစ်ဆိုတဲ့နက်ဘရိတ်ကြကျွန်တော်ဒီလိုလေးရှိတယ်လင်းကားကိုတုံးလင်းကား၃ညနှစ်ဒီလိုလေးရှိတယ်အဲဆိုတော့ကျွန်တော်တို့ကဒီတပေမှာကမနေ့ပိုင်းကို၃ညနေဒါ net rate ကိုတနေတော့ကစားမယ်ကျွန်တော်ပြောလို့ကျွန်တော်က60ကိုတော့အရန်60ကိုတော့6 main quest နေနဲ့ကစားမယ် ဒါပေမဲ့ဒီ6 rate ကိုတော့မိတ်ဆွေတို့အနေနဲ့ဒါလိုက်မယ်ဆိုရင်ပြောပြရအောင်နော်3ရက်လောက်ကိုဒါကစားတင်တယ်။ဒါကျွန်တော် site ကိုကြိုပြီးမှပြထားတာပေါ့နော်3ရက်လောက်အတွင်းမှာကြာနိုင်ကြီးရှိတယ်။ဒီ68ထွက်တဲ့ site နဲ့ပဲကျွန်တော်မပြတ်သေးတဲ့ break တလုံးနောက်တလုံးရှိသေးတယ်။ဒါပေမဲ့ကျွန်တော်မိတ်ဆွေတို့ပေးလိုက်ရင်လောလောဆယ်ပေါ့နော်။ break တွေကများနေမှာဖြစ်တဲ့အတွက်ကို ကျွန်တော်ကအများကြီးမပြရဘူးပေါ့နော်။အများကြီးမပြရဘူးဆိုတာကတော့ကျွန်တော်တို့ဒီ ဒီ3ညတဲ့နော်အခွေဒါတော့မန္တလေးပြောတာမိတ်ဆွေတို့ကစားရင်လည်းနော်ဒါမမအခွေမဟုတ်ပေမဲ့လည်းဒါမိတ်ဆွေတို့ကစားနိုင်တော့ကစားပါဒါ tip rate ကလည်းကျွန်တော်ပြောလို့လောလောဆယ်ပြက်ပင်မရှိသေးဘူးအကယ်၍ပေါ့နော်ကျွန်တော် tip rate ကိုမကြိုက်ဘူးတခြား rate ပေါ့ဘယ် rate လာနိုင်လဲဆိုပြီးမှကျွန်တော်မေးလို့လည်းရတယ်ပေါ့နော်ကျွန်တော်ဒီ68ထွက်တဲ့ဟာနဲ့ကျွန်တော်ဒီမှာ3 3 4 5 5ပင်ရှိတယ်5ပင်မှာမပြက်သေးတဲ့ rate ပေါ့နော် သူသူဖြစ်ပေးနေတဲ့ break တွေကိုကျွန်တော်နောက်တစ်လုံးတွေးထားပါတော့အဲတိပိမကစားခြင်းလို့ကျွန်တော်တခြား site လေးတခြား break လေးထပ်ကြမလားထပ်ကြနိုင်နေရှိတယ်အဲ့ဒါလေးကိုကျွန်တော်ပြပြီးဘာဘာလို့လဲဆိုတော့ဒီမှာအခွက်တွေများနေလို့ပေါ့နော်လောလောဆယ်နေမှာ ကျွန်တော်တို့ break ကလောလောဆယ်တစ်လုံးရှိထားတယ်ဒီမှာနေ့တိုင်းမှာကျွန်တော်တို့လိုက်ရမှာကဒါနေ့ break နေ့ break ကိုမနက်ပိုင်းကိုအဓိကလိုက်မှာဒါမဲ့ညနေဘက်ကလည်း နက်ပိုင်းမထွက်ရင်ညနေဘက်ကလည်းထွက်နိုင်တာဖြစ်တဲ့ neighbor ကိုကျွန်တော်တို့ကတနေုံကစားလိုက်မယ်။ neighbor ကိုတနေုံကစားပြီးဒီ6တုံညတစ်ခုကိုပဲကစားမယ်။ဒါပေမဲ့မိတ်ဆွေတွေနေနေ break ကနှလုံးကြီးဖြစ်သွားမှာပေါ့နော်။ထိုးရတာအကွက်အကွက်20လောက်ဖြစ်သွားမှာဆိုတော့6တုံညကိုကျွန်တော် main တင်ကစားပြီးမှ6 break ကိုအရင်ပပလေးပဲဒီလိုလေးဆုံးရင်ဆို6 break ကဒီကျွန်တော်ပြောလို့ဆိုတာ3ရက်အတွင်း site ကြီးဖြစ်နေတာကြောင့်ကျွန်တော်3ရက်ကစားစီခြင်းလာဒီတနင်္လာနေ့မှမထွက်ခင်ရင် အကယ်၍လင်းကားထွက်ပြီးဒါနှစ်ပြိတင်းလာမနှက်ပိုင်မယ်လာရောအဲဆိုတော့ကျွန်တော်တို့မနှက်ပြန်နေတိုင်းထိုးရမှာကျွန်တော်တစ်ချက်ရေးပေးလိုက်မယ်နော်အဲဆိုတော့ကျွန်တော်တို့29ရက်29ရက်ကျွန်တော်တို့6လ25ပေါ့နော်ဖွင့်နေတင်းလာတင်းလာမိန်းကတော့ကျွန်တော်တို့ကအဓိက60အာရှိမယ် ပြီးတော့ကျွန်တော်တို့ main 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 ကိုကျွန်တော်ပြန်ရေးလိုက်မယ်နော်ဒါတော့ဒါပြောရမယ်ဆိုတော့တစ်ခွက်ကောင်းလို့ပဲကျွန်တော်ရေးလိုက်တစ်ခွက်ကောင်းပြန်ချပါနော်အရင်ဘက်ကကဏ္ဍပါနော်60အာပြီးတော့ကျွန်တော်တို့ဒီ main break မှာကကျွန်တော်ကဒီ knit break ကိုကစားမယ်တနေကုန်ပါနော် knit break နေဘရစ်ကိုလောလောဆယ်ကြပေးနေတာ39ရက်နှစ်39ရက်လောလောဆယ်ဒီဆိုင်နဲ့ပဲကြပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနှစ်ခွက်ကိုပဲအဓိကကစားမယ်ကျွန်တော်ပြောလို့เนาะဒီတစ်ခွက်ကောင်းကဒီ60 R ကပြီးွားပြီပေါ့เนาะဒီ6 break ဆိုတာကကျွန်တော်အရန်နေနောက်နေပဲပပလေးကစားမယ်အရန်နေနောက်နောက်ပဲကျွန်တော်တို့6 break ကိုဒါပပလေးပေါ့เนาะ60ကိုပဲ main တင်ကစားမယ်ပေါ့เนาะ ောမယ်ဆိုတော့ break ကတော့ဒီ main break ကတော့ဒါမနေ့ပိုင်းမကြခဲ့ညနေပိုင်းဆက်လိုက်ပေါ့နော်ကျွန်တော်ပြောတယ်ဒီ60ရာတော့သူက3ရက်လောက်ပေါ့နော်သူကတော့ညနေပိုင်း site တွေများတယ်သူကြပေးရဆိုရင်ညနေပဲကြဖို့အများတယ်တခါကျရင်တချို့ site တွေကြတော့လည်းနော်ပြောမယ်ဆိုရင်ကျွန်တော်ကမနေ့ပိုင်းရွေးပေးလိုက်တယ်ညနေပိုင်းပြန်ဆင်းတတ်တယ်ဒါမျိုးလေးရှိတာအတွက်ကြောင့်ဖြစ်နိုင်ညမနေ့တော့ကစားစီခြင်းနဲ့ကျွန်တော်မိတ်ဆွေတို့အဲဆိုတော့ကျွန်တော်က loss ဒီမှာ ဟူးမကျော်ပတ်တီးပေါ့နော်ပတ်တီးနဲ့ကျွန်တော်တို့ဒီနေ့တင်ပေးတဲ့ဗီဒီယိုကမနေ့ပြန်နေ့တိုင်းကစားရမယ့်ဆိုင်ပေါ့နော်အဲ့ဒါလေးရှိမယ်ကျွန်တော်တို့ပြီးတော့ကျွန်တော် channel လေးကိုလည်း like subscribe နေထားပေးကြပါအောင်နော်ကျွန်တော် Viber နဲ့ Telegram channel ကို comment အောက်မှာ link ချထားပေးပါမယ်ဝင်တတ်တဲ့လူဆိုရင်အခမဲ့ဝင် join ထားလို့ရအောင်နော်ပြီးတော့ဒီဘက်မှာကကျွန်တော်ဒီ member ဝင်နေပေါ့နော်ဒါ member ဝင်ရင်ပေါ့နော်ကျွန်တော်ဒီ member ကိုတော့ညနေ6:00နောက်ပိုင်းမှာပို့ပေးရမှာ ဒီဘက်မှာကျွန်တော်ကြည့်ထားပါတော့လေးလုံးဝေရှိမယ်သုံးလုံးဝေရှိမယ်လေးလုံးဝေနဲ့သုံးလုံးဝေဆိုတော့ဒါမဲ့ကျွန်တော်စောကြနိုင်တဲ့အခွေကိုတော့ကြည့်ထားပြီးတယ်ပေါ့နော်ဒါပေမဲ့အဖြစ်နိုင်တော့ဒါမိတ်ဆွေတို့တစ်ပတ်လုံးကစားတင်ကစားရမှာပေါ့နော်တစ်ပတ်လုံးဆိုပေမဲ့ကျွန်တော်ကတော့စောကြနိုင်တဲ့အခွေကိုရှာထားပြီးတာမွေးကပ်ကတော့မွေးကပ်ခွက်ကတော့ကျွန်တော်6ခွက်ရှိမယ် break တစ်လုံးကတော့ကျွန်တော်ဒီ frame size ကောင်းကောင်းနဲ့ကြည့်ထားတာတစ်ပတ်တောင်လုံးလိုက်ဖို့အတွက် break တစ်လုံးရှိမယ်ပေါ့နော် တဲ့လေးလုံးဝင်တဲ့သုံးလုံးဝင်ဒီနှစ်ခုရမယ်မွေးကရမယ်ပြိတ်တလုံးရမယ်ဗောနော်ဒီတစ်ပတ် 3D မွေးကနန်းလည်းထပ်ရအောင်မနော်ဒါတော့ 3D မွေးနဲ့ကျွန်တော်ဒါလောလောဆယ်ပြန်ပေးနေတဲ့အပတ်ကြီးတိုင်းဆိုရင်3ပတ်လောက်ရှိဗောနော်မှန်နေတာဗောနော် 3D မွေးကနန်းအဲဆိုတော့ဒါတော့မိတ်ဆွေတို့တပတ်စာနော်3ည3နဲ့3ခွေရဲ့တစ်ဘရိတ်ရဲ့ဟူးမကျော်ပတ်တိတစ်ပိုင်ဗောနော် အဲ့ပြီးတော့ကျွန်တော်ပြောတဲ့ဒီပြန်ချပြန်ချကဒီတကွက်ကမမေ့နဲ့ဗောနော်သူကဖြစ်ပေးနေတဲ့အပြင်ရင်နဲတယ်နဲတာဖြစ်တဲ့အတွဲနှစ်ခွန်ခွန်နဲ့ငါတက်တင်းက60 60ဒါမိတ်ဆိုတော့မမေ့ကြနဲ့ဗောနော်ဒါကတော့နေတိုင်းကစားတဲ့လူတွေဗောနော်အားဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะချီပေးတဲ့ရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်